ကောင်လေးကအတန်းဖော်တွေရဲ့အနိုင်ကျင့်ချင်းခံနေရပါတယ်သူတို့ထွက်သွားတော့ကောင်လေးကရေကစားတဲ့တနက်ကိုကောက်ယူလိုက်ပြီးအနီးမှာရှိတဲ့ပယုစိတ်အိမ်ကိုဥတီလိုက်ပါတယ်ကောင်လေးကစိတ်ထွက်ပေါက်အနေနဲ့ပယုစိတ်အိမ်စီကိုရေရွေနဲ့ပြစ်လိုက်တာခြေထောက်နဲ့ကန်ထုတ်လိုက်ပါတယ်ပယုစိတ်တွေကကောင်လေးကိုမြေပဲဖြက်စီးသမားလို့ခေါ်ကြပါတယ်နောက်တစ်ရက်ကောင်လေးခြံထဲမှာရှိနေချိန်အနိုင်ကျင့်တဲ့အတန်းဖော်တွေကြောင့်မျက်ခင်းပေါ်လဲကျသွားပါတယ်စိတ်တူသွားတဲ့ကောင်လေးကနောက်ထပ်ပယုစိတ်အိမ်ကိုတွေ့သွားကရေပိုက်နဲ့ဖျန်းလိုက်ပါတယ်ကောင်လေးရဲ့လောက်ရက်တွေကပယုစိတ်အများပြားနေစရာပျောက်ပြီးအများကြီးပျက်စီးဆုံးရှုံးခဲ့ရတာကြောင့်ကောင်လေးကိုအပြစ်ပေးနိုင်မှုကြံစီကြပါတယ် ။တရုတ်စိတ်တွေကညပိုင်းမှာကောင်းလေးအိမ်စီကိုသွားကအိပ်ပျော်နေတဲ့ကောင်းလေးနားထဲကိုမော်စေးရီတစ်ဆက်လောင်းထည့်လိုက်ပါတယ်။ကောင်းလေးကလက်နိုးလာခဲ့ပြီးပဝန်းကျင်အခြေအနေကထူးဆန်းနေခဲ့ပါတယ်။မအိတ်ခင်ကင်ဆုတ်ခဲ့တဲ့လက်နှစ်ကိန်းဆက်ကအရန်ကြီးမားနေတာကြောင့်လန့်သွားကနောက်ဆုတ်လိုက်တဲ့ချိန်ဂတင်ပေါ်ကနေတဆင့်အာလူကြော်ထုတ်တဲ့ကိုပြုတ်ကျသွားခဲ့ပါတယ်။ကောင်းလေးကဘာရီဖြစ်နေတယ်ဆိုတာနားမလည်ဖြစ်နေချိန်မှာပရုတ်စိတ်တွေရဲ့ခေါ်ဆောင်သွားခြင်းခံလိုက်ရပါတယ်။ကောင်းလေးရဲ့လုပ်ရက်တွေကြောင့်ပရုတ်စိတ်အားလုံးကကောင်းလေးကိုကြီးမားတဲ့အဖြစ်ပေးဖို့အတွက်ပြောနေကြပါတယ်။ ဒါပေမဲ့ဘယင်မကြီးကတော့ကောင်လေးကိုပယုစိတ်တွေရဲ့နေထိုင်မှုအလေးထားနဲ့လှုပ်ဆောင်မှုတွေကိုနားလည်နိုင်ဖို့ပယုစိတ်တွေနဲ့အတူအလုပ်လုပ်ရင်းသူတို့ရဲ့တဘာဝကိုလေ့လာသင်ယူဖို့ပြောလိုက်ပါတယ်။ကောင်လေးကိုတင်ပြပေးဖို့အတွက်ပယုစိတ်မလေးဟိုဘာကတာဝန်ယူလိုက်ပါတယ်။ကောင်လေးကပယုစိတ်တကောင်လိုမနေနိုင်ကြောင်းညှင်းဆန်လိုက်ပေမဲ့အမြန်ဆုံးအိမ်ပြန်ချင်ရင်ပယုစိတ်တကောင်လိုနေထိုင်မှရမယ်လို့ဟိုဘာကရှင်းပြလိုက်ပါတယ်။